ရန်ကုန်မြို့သမရရုပ်ရှင်ရုံအနီးမြစ်ထားဂုံးကျော်တရာအောက်မှာဖြစ်ပွားခဲ့တဲ့အမျိုးသမီးတို့အသက်ခံရမှုမှာကျူးလွန်တယ်လို့ယူဆသူ၃ကိုလာမယ့်ဇွန်လ၂၉ရက်နေ့မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာတရားစွဲဆိုမယ်လို့ဗဗဒန်မြို့မှာရဲစခန်းမှုဖြစ်တဲ့ဒူရဲမှုတန်းနိုင်ထံကသိရပါဗျ။ကျူးလွန်တယ်လို့ယူဆသူ၃ဟာအသက်၂၀ရွယ်ရှိတဲ့ဝင်းစော်ထွန်းခေါ်အာမင်အသက်၁၆နှစ်ရွယ်ရှိတဲ့ချစ်စန်းလက်ကော်တာပေါင်းခေါ်အီဂျီနဲ့အသက်၁၅နှစ်ရွယ်ရှိတဲ့ဝေလူကျော်ခေါ်ဝေလင်းကျော်ဆိုသူတို့ဖြစ်ပြီးအဲဒီလူတမ်းမှုဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိတဲ့တပ်သေးကရဲတပ်ဖွဲ့ကိုထွက်ဆိုချက်ပေးပြီးတဲ့နောက် ကျူးလွန်တယ်လို့ယူဆရသူအလုံးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ကျူးလွန်သူလို့ယူဆသူ၃ကိုတရားစွဲဆိုမှာဖြစ်ပေမဲ့ပုံမှောက်ကတော့အခုပြောလို့မရသေးဘူးလို့သူကျဲမှုတန်တန်ကပြောပါရတယ်။ကျူးလွန်တယ်လို့ယူဆသူ၃ဟာတေဆုံးသူနဲ့ငွေကြေးကိစ္စနဲ့စကားများရာကနေခဲနဲ့ကောင်းကိုသူကလဲကျသွားတဲ့အချိန်မှာ တယောက်တည်းအတ္တမပြုကျင့်ခဲ့ကတည်ဆုံးခဲ့တဲ့မတ်ချောစုခင်ကအော်ဟစ်ခဲ့တဲ့အတွက်ခေါင်းကိုကဲနဲ့ထပ်မံထုခဲ့ပြီးအလောင်းကိုစွန့်ပစ်ခဲ့တယ်လို့ဖြောင်းချက်ပေးထားကြောင်းဗဘဲတဲ့မျိုးမရဲစခန်းမှုဖြစ်တဲ့ဒူရဲမှုတန်တန်ကစွန်လာချောင်းနေကမီဒီယာတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ကျူးလွန်နယ်လို့ယူဆသူတို့အနက်အသက်မပြည့်သေးသူနှစ်ဦးကိုတော့ကလေးငယ်တရားရုံးမှာတရားစွဲဆိုမယ်လို့သိရပါတယ်။